။သာသာမိသားသမီးတွေအားလုံးမင်္ဂလာပါရှင်။၆လောက်ပိုင်းတွင်မှကြာရောက်လာမယ့်သာသာပိသားသမီးလေးအတွက်ကံကြမ္မာဆိုးကနမိတ်လေးတွေကိုထားရရဲ့ကြလာတဲ့နမိတ်တိုင်းဖတ်ကြားဟောကြားပေးသွားမှာဖြစ်ပါတယ်ရှင်။စတင်ပြီးတော့အလုတ်အကိုင်းလူမှုရေးနဲ့ပတ်သက်တဲ့ကံကြမ္မာနမိတ်လေးကိုဖတ်ကြားခွင့်ပြုပါရှင်။အခုကာလအတွင်းမှာကြာသာပိသားသမီးလေးတွေဟာအထူးကောင်းမွန်သောကာလဖြစ်ပါတယ်။ မိတ်ကောင်းစေကောင်းတွေရဲ့အကူအညီပေးခြင်းကိုရရှိမဲ့ကာလဖြစ်ပါတယ်မိမိရဲ့ရွယ်ချက်များအောင်မြင်မဲ့လာတလာလည်းဖြစ်ပါတယ်တိုင်းတစ်ပါးနဲ့ဆိတ်ဆက်ဆက်နွယ်နေသောစာသာပေးသားသမီးလေးတွေဟာလည်းလုပ်ငန်းလိုလားချက်များအောင်မြင်မဲ့ကာလဖြစ်ပါတယ်ကာလအတန်ကြာမျှော်လင့်စောင့်ဆိုင်းနေသောကိစ္စရပ်များလည်းပြီးပြည့်စုံမဲ့လာတလာဖြစ်ပါတယ်ထူးခြားသောအောင်မြင်မှုများနှင့်တိုးတက်မှုများလည်းရရှိစေမဲ့လာတလာဖြစ်ပါတယ်လုပ်ငန်းလုပ်ကြရမှာကိုပိုင်ကိုဟန်ဖြစ်လုံမြန်ဆိုပါကတပားသူထက် ထူးခြားစွာအောင်မြင်မဲ့လာသလားဖြစ်ပါရဲ့ရှင်အကြီးအကဲများထံမှအကူအညီရခြင်းဘဝတိုးတက်ခြင်းများလည်းရရှိမဲ့ကာလဖြစ်ပါတယ်တက်တောက်နေသောအဆက်အသွယ်များလည်းပြန်လည်ပြီးတော့ရရှိမဲ့ကာလဖြစ်ပါတယ်အရက်ဝေးမှစာလူပစ္စည်းများလည်းလက်ခံရရှိလာပါလိမ့်မယ်ရှင်ပြိုင်မှုများကိုလည်းအောင်မြင်နိုင်မဲ့ကာလဖြစ်ပါတယ်မိမိရဲ့ကိုယ်ပိုင်အစွမ်းစားဖြင့်ထူးခြားသောဘဝတိုးတက်လမ်းများကိုလည်းရရှိမဲ့ကာလဖြစ်ပါတယ်စိတ်ရှည်ခြင်းစောင့်ဆိုင်နိုင်ခြင်းတင်းကြီးခံခြင်းတို့ကြောင့်နောက်ဆုံးမှာ အောင်မြင်မှုရလဒ်ကိုခံစားရရှိမဲ့ကာလဖြစ်ပါတယ်အခုကာလအတွင်းမှာမိမိနေရာပတ်ဝန်းကျင်အပြောင်းလဲများနှင့်ကြုံလာမဲ့ကာလဖြစ်ပါတယ်လို့ဟောကြားပေးချင်ပါတယ်ရှင်ဆက်လက်ပြီးတော့ငွေကြေးနဲ့ပတ်သက်ပြီးတော့လည်းမြုပ်နေသောငွေများပြန်ရရှိမဲ့လားသလားဖြစ်ပါတယ်ရှင်လုပ်ငန်းလုပ်ကိုင်းရင်အရင်းအနှီးပြတ်တောက်သွားသောကြာသာပေးသားသမီးတွေဟာမိမိရဲ့လုပ်ငန်းအတွက်ဆက်လက်လုပ်ကိုင်းရန်အကူအညီပေးသူများပေါ်ပေါက်လာမဲ့လားသလားဖြစ်ပါတယ် ကိုပိုင်စီးပွားရေးလောက်ကိုင်းနေတော့ကြာတာပြေးသားသမီးလေးတွေဟာလည်းအခုကာလအတွင်းမှာပေါ်ပေါက်လာသောအခွင့်အရေးများကိုစနစ်တကျအသုံးချပါခြင်းထို့ကဲ့သို့အသုံးချခြင်းဖြင့်ငွေကြေးစနစ်တကျဝင်ခြင်းအဆင်ပြေခြင်းများဖြစ်ပေါ်လာမဲ့လားတလားဖြစ်ပါရဲ့ချင်းကြုံတွေ့နေရသောအခက်အခဲများကိုလည်းဗိုင်းရင်းကူညီဖြည့်ဆည်းပေးမဲ့သူတွေပေါ်ပေါက်လာပါလိမ့်မယ်ချင်းဘဝရည်ရွယ်ချက်တိုင်းအောင်မြင်မှုများနဲ့စီးပွားတိုးတက်မှုများလည်း ရရှိမဲ့ကာလဖြစ်ပါတယ်။ငွေကြီးနဲ့ပတ်သက်ပြီးတော့လည်းအောင်မြင်မှုများကို ရရှိမဲ့လာသလားဖြစ်ပါတယ်ရှင်။ဆုံးဖြတ်ချက်ခိုင်မာခြင်း၊ရှုမြင်သုံးသပ်မှန်ကန်ခြင်းတို့ကြောင့်ငွေဝင်လာမဲ့ကာလဖြစ်ပါတယ်ရှင်။ပစ္စည်းလောင်ခြင်း၊ဈေးကစားခြင်းများကိုလည်းအခုကာလအတွင်းမှာပြုလုပ်သင့်ပါတယ်ရှင်။ထို့သို့ပြုလုပ်ပေးခြင်းအဖြစ်ငွေကြီးနဲ့ပတ်သက်ပြီးတော့အကျိုးမြတ်များစွာရရှိမဲ့လာသလားဖြစ်ပါတယ်လို့ဟောကြားပေးခြင်းပါတယ်ရှင်။ ဆက်လက်ပြီးတော့ပညာရေးနိုင်ငံသားတွေပတ်သက်ပြီးတော့လည်းအထူးကောင်းမွန်တဲ့ကာလဖြစ်ပါတယ်ရှင်။ပညာကတစ်ဖက်လုပ်ငန်းကတစ်ဖက်တွဲဖက်လုပ်ကိုင်နေသောကြာသပတေးသားသမီးလေးတွေဟာအခုကာလအတွင်းမှာအောင်မြင်တိုးတက်ခြင်းများရရှိမဲ့ကာလဖြစ်ပါတယ်ရှင်။နိုင်ငံရဲ့စားနေပတ်သက်ဆက်နွယ်နေသောကြာသပတေးသားသမီးလေးတွေဟာလည်းအခုကာလအတွင်းမှာရက်ဝေးမှစားလူပစ္စည်းများကိုလက်ခံရရှိမဲ့ကာလဖြစ်ပါတယ်ရှင်။ပညာရေးနဲ့ပတ်သက်ပြီးတော့တစ်ခုထက်မကသောပညာရည်များကိုစီးပူးလေ့လာခွင့်ရရှိမဲ့ကာလဖြစ်ပါတယ်ရှင်။ ရှိရင်းဆက်ပညာမှာပုံမောမြင့်မားတိုးတက်သောပညာရည်များကိုလည်းလေ့လာသင်ယူခွင့်ရရှိမဲ့ကာလဖြစ်ပါရဲ့ရှင်။ပြပအတတ်ပညာများကိုလည်းလက်ခံအောင်မြင်နိုင်မဲ့ကာလဖြစ်ပါရဲ့ရှင်။အပြိုင်အဆိုင်များအခက်အခဲများအနှောက်အယှက်များကြောင့်မိမိလေ့လာသောပညာရည်နှင့်လက်တွေ့ပူးပေါင်းဆောင်ရွက်မယ်ဆိုရင်တိုးတက်မှုများရရှိမဲ့ကာလဖြစ်ပါတယ်လို့ဟောကြားပေးခြင်းပါရဲ့ရှင်။ဆက်လက်ပြီးတော့အချစ်ရဲ့အိမ်တော်ရင်းနဲ့ပတ်သက်ပြီးတော့လည်းကောင်းသောမေတ္တာများကိုလက်ခံရရှိမဲ့ကာလဖြစ်ပါတယ်။ ပြူရဲသူကြတာရဲသားသမီးတွေဟာကာလအတန်ကြာစောင့်ဆိုင်နေရသောမေတ္တာတုတ်ပြတ်မှုစကားများကိုရရှိမဲ့ကာလဖြစ်ပါတယ်ချစ်သူခင်သူများနဲ့ခွဲခွာနေရသောကြာတာရေးသားသမီးတွေဟာလည်းအခုကာလအတွင်းမှာစာလူပစ္စည်းများလက်ခံရရှိမဲ့ကာလဖြစ်ပါတယ်မိမိကတဲနှီးခံခြင်းရှုပ်တီးနိုင်ခြင်းတို့ကြောင့်မေတ္တာရေးဘက်မှာအစဉ်ပြေခြင်းတိုးတက်ခြင်းတို့ဥတီလာပါလိမ့်မယ်ရှင်ဝေးကွာနေသောချစ်သူဆုံးတွဲလေးတွေဟာလည်းအခုကာလအတွင်းမှာ ပြန်လည်စုံစည်းနိုင်မယ့်နိမိတ်ဖြစ်ပါတယ်ရှင်။အိမ်နောင်ချင်းကြာတာပေးသားသမီးတွေကတော့အခုကာလအတွင်းမှာစီးပွားကံလုပ်ငန်းကံများတိုးတက်မဲ့ကာလဖြစ်ပါတယ်ရှင်။သားသမီးရှိသောကြာတာပေးသားသမီးတွေဟာအခုကာလအတွင်းမှာသားသမီးတူဦးကြောင့်ပူဆေးဝမ်းနေခြင်းများစိတ်တော့ကဖြစ်စရာများကြုံတွေ့ရမယ့်ကာလဖြစ်ပါတယ်ရှင်။ပြိုရဲသူကြာတာပေးသားသမီးတွေကတော့အခုကာလအတွင်းမှာ စမ်းအလုံးပွင့်နေပါလိမ့်မယ်ရှင်ဆက်လက်ပြီးတော့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့လည်းကြီးမားသောကျမ်းမာရေးအညံ့မရှိပါဘူးရှင်တို့ပါတော့လည်းမတော်တဆထိခိုက်အန္တရာယ်များကြုံတွေ့သွားရတတ်ပါတယ်ရှင်ဓာတ်လိုက်ရှင်အပူလောင်ခြင်းမီးလောင်ခြင်းများဖြစ်သွားတတ်ပါတယ်ရှင်အစာအိမ်ဝမ်းပိုက်အနှဲငယ်ဒုက္ခပေးတတ်ပါတယ်ရှင်ဒီကြောင့်ခီးဖြစ်သွားလာနေသောကြာသာရေးသားသမီးလေးတွေဟာအခုကာလအတွင်းမှာအထူးသတိပြုသွားလာသင့်ပါတယ်လို့သတိပေးချင်ပါတယ်ရှင်၆လပိုင်းအတွင်းမှာအဆုံများခင်ပြီး ကောင်းနာလေးတွေကိုရရှိစေရန်အတွက်အသုံးမလိုသောအိုးခွက်ပကံများကိုစွန့်ထုတ်ပစ်ပေးလိုက်ပါခြင်းထို့သို့ပြုလုပ်ပေးလိုက်မယ်ဆိုရင်သာသာပြေးသားသမီးလေးတွေမှာဖြစ်ပေါ်နေသောအဆိုးလေးတွေဟာကင်းပြီးကောင်းခြင်းဘက်သို့ရရှိသွားမှာပင်ဖြစ်ပါတယ်ရှင်။ခြားလာပိုင်းအတွင်းမှာသာသာပြေးသားသမီးလေးတွေအတွက်ကံကောင်းစေတတ်သောအယောင်လေးတွေကတော့ခရမ်းနှုတ်ရောင်ပန်းနှုတ်ရောင်ရွှေအိုရောင်နှင့်အပြာရင့်ရောင်ပါသောအယောင်လေးတွေပဲဖြစ်ပါတယ်ရှင်။သာသာပြေးသားသမီးလေးတွေအတွက် ကံကောင်းစီတက်တော့ကနန်းနံပါတ်လေးတွေကတော့1 3ည4ပါတော့နံပါတ်လေးတွေပဲဖြစ်ပါတယ်ရှင်အခုလိုမျိုးဆရာမဟောကြားပေးခဲ့ခြင်းဟာ6လပိုင်းအတွင်းမှာဖြစ်ပေါ်လာမယ့်ကြာတာပေးသားသမီးလေးတွေအတွက်ကံကြမ္မာနမိတ်လေးပဲဖြစ်ပါတယ်ရှင်ဆရာမရဲ့ဗီဒီယိုဖိုင်လေးကိုစိတ်နှစ်သက်တော့ခုနရဲ့သားသမီးလေးတွေဟာ like and share လေးတွေပြုလုပ်ပေးလို့ရပါတယ်ရှင်ကြာတာပေးသားသမီးလေးတွေအားလုံးအဆင်ပြေကံကောင်းကြပါစေရှင်စိတ်ဤချမ်းသာခြင်းကိုဤကျမ်းမာခြင်းတွေနဲ့ ပြည့်စုံကြပါသေးခြင်း။ဘေးဥပတ်အနေများမှလည်းကင်းစင်လွတ်မြောက်ကြပါသည်။စီးပွားကံလုပ်ငန်းကံတွေလည်းတိုးတက်အောင်မြင်ကြပါသည်။အလှူရင်ဆက်လက်နှင့်မကွာလှူဒန်းပေးကမ်းနိုင်ကြသောပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်များဖြစ်ကြပါသည်လို့စုမုံကောင်းများပို့သပေးလိုက်ပါရခြင်း။ကျေးဇူးတင်ပါတယ်ရှင်။